အကောင့်ပြတ်သွားလို့အစ်စ်ဖွင့်တာရောင်းမကောင်းဘူးဖြစ်နေတယ်မောင်လေးရေးရတယ်ဟုတ်ပြီအမအဲ့ဒါအကောင့်ပြတ်သွားလို့ရှိရင်အစ်စ်ကိုဖွင့်ပြီးတော့ကျွန်တော်တို့ကွန်တက်နေပုံမှန်တင်ပေးဖို့လိုပါတယ်ချက်ချင်းတော့ရောင်းကောင်းမှာမဟုတ်ဘူးအဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအခုမှဖွင့်တဲ့အကောင့်ဖြစ်လို့အခုမှဖွင့်တဲ့အကောင့်ဖြစ်တဲ့အတွက်ကျွန်တော်တို့က follower နည်းရင်နည်းလိမ့်မယ်နည်းတဲ့ခါကျတော့ customer တွေသိမယုံဘူးမမှားရဲဘူးအကောင့်တူဖြစ်မှလည်းသူတို့ကြောက်တယ်တကယ်လို့ကိုက personal branding ဆောက်တော့လို့ကိုကိုမှတ်မိနေရဆိုရင်တော့မှကိုရဲ့ video တွေကိုခိုးပြီးတော့တင်နေတဲ့အကောင့်လို့သူတို့ထင်ကောင်းထင်နိုင်တယ်ဒါကြောင့်မလို့သူတို့မဝေတာလည်းဖြစ်ဖြစ်နေတယ် အဲ့တော့ပုံမှန်တင်ပေးပါဒါပထမတစ်ချက်ပေါ့နော် customer တွေသိမယုံသေးလို့အဲ့တော့ယုံကြည်လောင်လို့ကိုက live link ပေးတာမျိုးတို့ customer နဲ့တိုက်ရိုက်စကားပြောတာမျိုးတို့ဒါမျိုးလေးလုပ်ပေးတင်ပါတယ်နောက်တစ်မျိုးကကြတော့ကျွန်တော်တို့ algorithm ဆိုတာရှိတယ် Facebook တို့ TikTok တို့ရဲ့ algorithm ပေါ့နော် social media တွေမှာအကုန်လုံးမှာ algorithm ဆိုတာရှိတယ်အဲ့ algorithm ဆိုတာဘာလဲဆိုတော့တို့ကဘယ် post ကိုဘယ်သူတွေကိုပြမလဲဆိုပြီးတော့တို့ဆုံးဖြတ်တဲ့ဒီစနစ်စနစ်ပေါ့နော်တို့ရဲ့စနစ်ကိုပြောတာအဲ့စနစ်ကိုကျွန်တော်တို့ကအချိန်ပေးပြီးစောင့်မှုတို့တယ် ။ तू ကဘယ်လိုမျိုးလုပ်လို့လဲဆိုတော့ကိုယ့်ရဲ့ဗီဒီယိုတွေကိုပုံမှန်တင်တဲ့အခါမှာကိုကဘာဗီဒီယိုတွေတင်နေတာလဲအဲ့ဒီပုံကိုမူတည်ပြီးတော့မှ तू ကဘသူ့ကိုပြမလဲဆိုတာကိုဆုံးဖြတ်လို့ရမှာချက်ချင်း तू ကမဆုံးဖြတ်လို့မရဘူး။အဲ့တော့ပုံမှန်လေးကိုကတင်သွားမယ်။နမူနာလေးနဲ့ကိုကဘာရောင်းလဲဥပမာကျွန်တော်တို့ကဆိုင်ကယ်အပူပစ္စည်းရောင်းနေပဲထားပါတော့။အဲ့ဆိုင်ကယ်ပူပစ္စည်းကြောင်းလေကျွန်တော်တင်သွားတယ်တင်သွားတယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ Facebook ကတည်လာမယ်။အော်ဒီ page ကဆိုင်ကယ်ပူပစ္စည်းကြောင်းတဲ့ page ဒါဆိုလို့ရှိရင်တော့ဒီဆိုင်ကယ်ပူပစ္စည်းတွေကို ိုက်တဲ့သူတွေကိုပြရမယ်။ဆိုင်ကင်နဲ့ပတ်သက်ပြီးရောစိတ်ဝင်စားတဲ့သူတွေကိုပြရမယ်ဆိုပြီးတဖြည်းဖြည်းနဲ့ तू ကသိတာမှာ။အဲ့မှာပဲနောက်ပိုင်းကျလို့ရှိရင်ကျွန်တော်တို့ post တင်လို့ရှိရင်တဖြည်းဖြည်းနဲ့ဒါမြင်လာပြီးတော့မှ तू ကတင် ပြပေးမှာပေါ့နော်။အဲ့ဒီတော့ကျွန်တော်တို့ကပုံမှန် post တင်ဖို့လိုတယ်။နောက်တစ်ခုကအဲ့လိုမျိုးတင်ဝိုင်းထဲမှာကိုယ့်ရဲ့ follower တွေကတဖြည်းဖြည်းနဲ့ပြန်ပြီးတော့စုမိလာနိုင်တယ်။အဲ့ကြတော့မှကျွန်တော်တို့ပြန်ပြီးတော့ရောင်းရပါလိမ့်မယ်။အဲ့တော့ပုံမှန်တင်ပေးပါ post ကိုကိုဝတင်တရားတင်မတင်နဲ့ပေါ့နော်ကိုရောင်းမဲ့ဥစ္စာကိုပဲတီးသန့် knowledge share အနေနဲ့ကိုယ့်ရဲ့ဘူးတုတာလေးပြောရင်လည်းပြောမယ်ကိုယ့်ရဲ့ထုတ်ပုံလေးအကြောင်းလည်းပုံမှန်တင်နဲ့တင်မယ်ပုံမှန်တင်မှုအရေးကြီးတယ် နော်ပုံမှန်တင်သွားလိုက်ပါအနည်းဆုံး2လ3လဆိုလို့ရှိရင်ပြန်ပြီးတော့အဆင်ပြေတာပါလိမ့်မယ်အဓိကတော့ပုံမှန်တင်ဖို့ရည်ရှိပါတယ်အဲ့လိုမျိုးပုံမှန်တင်တဲ့ content ကိုကိုကတေချာလေးဖန်တီးနိုင်တော့ပို့ပြီးတော့မြန်ဆန်ပါလိမ့်မယ်နောက်တစ်ခုကကျတော့အဲ့လိုမျိုး content ဖန်တီးပြီးလို့ရှိရင်ကိုက Facebook ADS Manager ကိုသုံးပြီးတော့မှ boost render လို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ ADS manager ကိုသုံးပြီးတော့ကိုယ့်ရဲ့ပြစ်မှတ်ဖောက်တယ်ကိုတေချာချိန်ပြီးတော့မှ boost run လုပ်ရပါတယ်။အဲ့လိုမျိုးဒီဘက်က content လည်းကောင်းမယ်၊ကြော်ညာလည်းတေချာချိန်တတ်မယ်ဆိုလို့ရှိရင်တော့ page ကလည်းမြန်မြန်လေးပြန်ပြီးတော့ပောက်ပါတယ်။နောက်ပြီးမှကျွန်တော်ပြန်တွေ့ကြမယ်။ကျွန်တော်ကိုဟန်ကြီးပါ။ဘိုင်ဘိုင်။